ဒါကတော့ကျွန်တော်တို့ဘျုံးနေကျုံးထွေးနေတာပါအရှင်ဘွက်တရားအောက်ခါနေမှာကျွန်တော်တို့ခံကုန်ရောက်အောင်ဒါကျုံးထဲနေတာအုံလုံးရှင်ဘွက်တွေရောရှင်ဘွက်တွေကျုံးထဲနေတာအရှင်ဘွက်တွေထဲမှာလည်းရွှေ့ပါနိုင်တယ်အားကြောင့်မို့ဒါတွေကိုဖြေးဖိနေလို့ကျုံးထဲနေတာတယောက်တယောက်ပြီးတယောက်တယောက်တည်းလေးကျုံးထဲနေတာအဲ့ဒီမှာကျွန်တော်တို့သင်အဲ့ဒီမှာရွှေ့ပန်းယူမှာဗျာအဲ့ဒီအနေမှာရွှေ့ပန်းယူမှာတယောက်ပြီးတယောက်ဒီစင်မီတိကဲရင်ကဲရင်နဲ့အပေါ် ဂျုံထဲနေရအဲ့တယောက်ကအိတ်ခံပြီးရဂျုံထဲတယ်မိသားနောက်မှာကျွန်တော်တို့လက်ဆင့်ခံနေနေရပေါ့တယောက်ပြီးတယောက်သူတို့သူတို့လက်ဆင့်ခံနေအဲ့လိုမျိုးအိတ်ဒီဖြစ်ပြီးရတယောက်နဲ့တယောက်အဲ့ဒါပြီးကျွန်တော်တို့အပေါ်ရောက်မှာဒါဘုံချိုးဘုံချိုးရိုက်နေရသူကအဘုံချိုးရိုက်ပြီးရွှေပြရွှေရမှာအခဲရမှာရွှေပါမှာပြီးကျွန်တော်တို့ရွှေခဲကြီး ရွေးကဲကြောကောင်းလာရောပြန်ပြပေးမယ်ဒါတွင်းထဲမှာလုံနေရတာတွင်းထဲမှာမရောက်ထဲမှာပေါ့ဗျာမရောက်ထဲမှာကြောက်သားတွေကျွန်တော်ရွှေပေါ့မိုင်းလို့ဟိုဘက်တွေလို့ကြောက်စိမ့်တော့မဟုတ်ဒါရွှေရွှေရွှေထွက်တာအဲကြောက်ခဲရဲမှာရွှေထွက်တာအားကြောင့်အဲထဲကနေမှာကျွန်တော်တို့နိုင်ပြီးယူနေရတာပြီးမှာပေါ်ကနေမှာရွှေပြန်ဖျောင်းလုံးမှာရွှေရောင်းလုံးမှာလေဒါတော့ အဲခုနကကျုံးနေတဲ့ထက်ကဲဒီအဲကဲဒီရတယ်မှာကောင်းတဲ့ကဲလေးပြန်ပြပေးတာကဲသားတိတ်မကောင်းပြပေးချင်းကြည်ယူပါမှာကောင်းတာလေးပဲယူယူပါဒီမကောင်းမှုဆိုရင်ကဲဒီမြားပြီးတော့မှအလုတ်ပူရှုပ်တယ်ကောင်းတဲ့ကဲလေးတွေပဲအကုန်လုံးယူယူကြတာဒါကောင်းတဲ့ထက်ကပြပေးတာအဲလိုမျိုးအဖြူအောင်လေးဒီတဲရနေမှာရွှေလေးပါတတ်တာ အဲဒါသူပြနေရတော့ရွှေလေးတမုံတမုံတော့ပါတယ်ကွအဲဒီမှာကျွန်တော်တို့တစ်စိမ့်ရွှေပန်းယူရမှာအဲ့လိုမျိုးလောက်ရတာကရွှေရဲမှာကျောက်ကြီးရဲမှာဗျာရွှေပါတတ်တာအားကြောင့်မို့ပြေးပြေးချင်းကဲယူရတာအားကြောင့်ကဲရတာဆင်းရဦးလုံးကြီးထက်ကလည်းမိုက်ရ